မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကနေဒီဇင်ဘာလ6ရက်ဒီဂရီ99ရက်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းတို့တွင်တိမ်တင့်တင့်ဖြစ်ထွန်းနေပြီးချက်မင်္ဂလားပင်လယ်အော်တွင်တိမ်နေငယ်ဖြစ်ထွန်းနေပါမယ် ီကနေ့ညနေထိခမန်းချက်ကတော့ဒီနေ့နိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုအနေငယ်ထစ်ချုံရနိုင်ပါတယ်။ရွာရံရနုံ60ဖြစ်ပါတယ်။ရှားကုန်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊အေရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်တိမ်သိမ့်တင်ဖြစ်ထုံပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်အများအပြားဖြစ်သားရပါမယ်။မြမပင်လေးပြည်တွင်လိုင်းနေငယ်မှလိုင်းသိမ့်တင်ရှိပါမယ်။ လိုင်းမြစ်မှာမြမကန်ရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လေပြည်လူတွေလေးပြီမှ6ပြီကန်ရှိနေပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့တတိယနေ့တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွေနေရာကွက်ကြားမိုးအနေငယ်ထိချုံရွာနိုင်ပါတယ်။နေပြည်တော်မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့အများအပြားတာရပါမယ်။ရှမ်းကမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့တိမ်နေငယ်ဖြစ်ထုံးပါမယ်ရှင်။